ိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့စီစဉ်လေးကြောင်းပြောခင်မှာ channel subscribe မလို့ရသေးတဲ့သူများရှိရင်လှုပ်ထားပေးပါအောင်ပြီးတော့ဒီနေ့စီစဉ် VPN လေးဖွင့်ပြီးတော့ကြည်ပေးဖို့လည်းမေတ္တာရခံပြစေဘာလို့လဲဆိုတော့ check ကြီးကိုနှုတ်ဆက်မဲ့အပိုင်းဖြစ်နေလို့ပါ okay အဲ့တော့ video like လုပ်ပြီးအစီအစဉ်ကိုစရမယ်ဆိုရင်တော့အဖြစ်ဒီနေ့မှကတော့ကျွန်တော်ရပ်ပေါင်းများစွာလာပေါင်းများစွာဟိုးအစပိုဝေသနီကလေးကစူးစမ်းပြီးတော့တင်ဆက်ပေးလာခဲ့တဲ့ အဲအစားကတော့ကျွန်တော်ဖီးတက်ပြီးတော့ကိုရိုင်းနည်းနည်းပါးပါးရေးတယ်ပေါ့ဗျာနောက်ပိုင်းကျတော့လည်းမရေးနိုင်တော့ပါဘူးအဲ့တော့အဆင်ပြေသလိုပဲအကောင်းဆုံးဖြစ်အောင်စူးစမ်းတင်ဆက်ရင်းနဲ့ချက်ကီ တောက်လျှောက်တကားချင်းရော နောက်စီးရီးတစ်ခုလုံးဒီ2021ကထွက်ထားတဲ့စီးရီးဆိုရင်လဲစီဇန်1 2 3တဖေးဖေးနဲ့ဂျိုဂျာဂျိုဂျာရောဇက်တိုက်ဆိုသလိုရောတင်ဆက်လာခဲ့တဲ့ဒီနေ့မှာတော့စီဇန်3ရဲ့နောက်ဆုံးအပိုင်းချက်ကီတစ်ခုလုံးရဲ့နောက်ဆုံးအပိုင်းအပိုင်း၈ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ကဲဆိုအားလုံးသိတဲ့အတိုင်းပဲချက်ကီယာလည်းတေွားပြီးတော့တက်ပြီးတော့ကြမ်းဖို့အတွက်စူးစမ်းနေရင်းနဲ့ပဲဘာရီဆက်ဖြစ်လာပြီးတော့ဘယ်လိုဇက်သိမ်းသွားမှာလဲဆိုတာโอเคဒီနေ့ဘိုင်းလေးနဲ့ချက်ကီကိုနှုတ်ဆက်လိုက်ကြအောင်ပါခင်ဗျာဒီဘိုင်းဆောင်မှာတော့ Tiffany ကိုကွန်မြတ်ဖို့အတွက်ဈေးထိုးနေတာကိုမြင်ကြပြီးတော့အဲ့အချိန်မှာပဲ Tiffany ထိန်းချုပ်တာကိုခံထားတဲ့ E-line ဆိုတဲ့ထောင်စောက်ကတနက်တလက်နဲ့ခန်းထဲကိုဝင်လာပြီးတော့ Tiffany ကိုဈေးထိုးနေတဲ့ဆရာဝန်ကိုပြက်တက်ပြက်လိုက်ပါတယ် ီလိုင်ကခန်းထဲကတခြားအဆောင်တွေကိုလည်းပြစ်တက်လိုက်တဲ့အတွက်ဂျန်နီဖာတဲလီတေးတန်ပေးခံတာကိုလာပြီးတော့စောင့်ကြည့်နေအပြင်ကလူတွေလည်းကြောက်လန့်တခြားနိုင်ထွက်ပြေးကုန်ကြပါတော့တယ်။အီလိုင်ကနောက်ဆုံးမှတီဖနီမသေးခင်လာပြီးတော့ဆူတောင်းပေးတဲ့ဖုန်းတော်ကြီးကိုပါ sorry father လို့ပြောပြီးတော့ပြစ်တက်ပြစ်လိုက်ပြီးတီဖနီကိုခန်းထဲကခေါ်ထုတ်သွားခဲ့ပါတော့တယ်။နီကာတော့တီဖနီလွတ်သွားအတွက်ဒေါသထွက်နေပြီးတော့တီဖနီကောင်းမလို့ပြောလိုက်တော့တီဖနီက bye bye နီကာနောက်မှတွေ့မယ်နော်လို့ပြောပြီးတော့လစ်သွားပါတော့တယ်။နီကာလည်းတီဖနီနောက်ကနေ live ဖို့လုပ်ပြီးမယ်သူ့ wheelchair ရှိမှာ အီလိုင်းလက်ချက်နဲ့ရှော့သွားတဲ့အလောင်းတလောင်းကိုခံနေတဲ့အတွက်လိုက်လို့မရခဲ့လိုက်ပါဘူး။အီလိုင်းတော့တီဖနီကိုခေါ်ထုတ်လာပြီးတော့လမ်းမှာရှိတဲ့အဆောင်တွေကိုလည်းဂျုံဝဲလိုပဲတယောက်တည်းရှင်းပြလိုက်ပါတော့တယ်။ထောင်သားတွေကတော့ဂျန်နီဖာတဲလီလွတ်သွားတဲ့အတွက်အော်ဟစ်အားပေးနေကြပြီးတီဖနီခိုင်းဘက်ဖြစ်တဲ့နောက်ထပ်ထောင်ဆောင်တယောက်ကအချုပ်ခန်းတွေအကုန်လုံးပါဖွင့်ပေးလိုက်တာကြောင့်ထောင်သားတွေလည်းအကုန်လွတ်ထွက်ကုန်ကြပါတော့တယ်။အိုင်မာရင်ထောင်သားတွေကုန်ပြေးထွက်လာကြပြီးတော့မိတွေရှုပ်ထောင်ရာရှိတွေပြတ်တဲ့ဖြစ်ချင်တိုင်းနေဖြစ်လို့အကုန်လုံးဗျံပရာရီဖြစ်ကုန်ကြတော့တာပါ။ ။ဒါမှမဟုတ်လေဂျိတ်ကိုလည်းဝါရိုင်ကဈေးထိုးပေးလိုက်ဖြစ်ပြီးတော့ဂျိတ်ကနှလုံးရက်သွားခဲ့ပါပြီ။ဝါရိုင်ကငါတို့စမ်းသပ်တဲ့လောက်တော့အုံနောက်ထိခိုက်ဖို့ဆိုရင်6မိနစ်ဒါမှမဟုတ်6မိနစ်နဲ့15စက္ကန့်လောက်မှဖြစ်မှာ။ဒါပေမဲ့ငါတို့ဒီလောက်ငယ်တဲ့လူတော့မစမ်းဘူးလို့ပြောလိုက်တော့ဒေဗန်ကခင်ဗျဘာပြောတာလဲလို့မေးလိုက်ပါလိမ့်။ဝါရိုင်ကစိတ်ဝင်စားစရာကောင်းနိုင်တယ်လို့ပြန်ပြောလိုက်တော့ဒေဗန်ဂျိတ်ကိုစိတ်ပူပြီးချက်ချင်းပဲပြန်နှိုးဖို့လုပ်ပါတော့တယ်။အဲ့ဒါနဲ့တင်မိုတီကဒေဗန်ကိုတားလိုက်ပြီးတော့ဂျိတ်ကိုအခွင့်ပေးလိုက်ပါ။သူ9မိနစ်လောက်တော့တောင်းခံနိုင်မှာပါလို့ပြောလိုက်ပြီးငေါ့ဒီဒီဆေးတွေကိုစမ်းနေရကြာပြီ။ အချိန်ကဟိုဘက်မှာပိုများတယ်ငါတို့ဘက်က9မိနစ်ဆိုရင်ဂျိတ်တွေ15မိနစ်လောက်ရှိချက်ကီကိုရှာဖို့အချိန်လောက်မယ်လို့ထင်တာပဲလို့ပြောလိုက်ပါတယ်ဒေဗန်ကဂျိတ်ကိုချက်ကီရင်တွေ့သွားရောလို့မေးလိုက်တော့ဒေမိုတီကဒေဗန်ဂျိတ်ကိုရှာနေမှာချက်ကီတယောက်တည်းမဟုတ်ဒီမှာငါခန်းစားနေရတာချက်ကီတက်ခဲ့တဲ့လူတွေဝေနာကြီးပဲမဟုတ်တခြားလူတွေလည်းခန်းစားမိတခြားမှာသေတဲ့လူတွေပါရှိနေတယ်အခုအိမ်ဖီတော်ကဂျိတ်ကြောင့်တဲတွေကိုဆွဲခေါ်သလိုဖြစ်နေပြီလို့ပြောလိုက်ပါတယ်အားနဲ့လက်စီကနေတမလုံးရောက်ဘူးတယ်မလားလို့မေးလိုက်တော့ဒေမိုတီကတခါရောက်ဘူးတယ်9မိနစ်ကြာတယ်လို့ပြောလိုက်ပါတယ် ဒီဗန်ဘာဖြစ်ခဲ့တာလဲမင်းဘာတွေတွေးခဲ့လဲလို့မေးမိမယ်တင်မိုဒီကငါမပြောပြခြင်းဘူးလို့ပြောလိုက်ပြီးတယောက်နဲ့တယောက်မတူဘူးဒါမဲ့ तू စိတ်ဓာတ်ခိုင်မာမရတတိရှိရမယ်လို့ပြောလိုက်တာပါသူတို့အလူစကားပြောနေတဲ့အချိန်မှာတော့ဂျိတ်ကတော့ဝိညာဉ်လောကဘက်ကိုရောက်လာနေပါပြီ။ဂျိတ်ကသူနုံနုံလာခြင်းမှာပဲလူတယောက်ကိုမြင်လိုက်ပြီးအဲလူကတေဆုံးသွားဖြစ်တဲ့သူ့အဖေလူကတ်ဖြစ်ပါတယ်။ဂျိတ်လည်းအံ့ဩပြီးတော့အဖေလိုခေါ်လိုက်တော့လူကတ်ကလက်ကြည့်ပြီးမင်းကဒီမှာဘာလာလုံးနေရလဲလို့မေးလိုက်ပါတယ်။ဂျိတ်ကအဖေဒါစိတ်မကောင်းပါဘူးဗျာ။အဲလိုပြောလိုက်တော့လူကတ်က မေးဓာတ်လိုက်ခံရခံစားချက်ကိုတိလားကွာဘလောက်တောင်နာကျင်လဲဆိုတာမေးစဉ်းစားမိလားလို့မေးလိုက်တော့ဂျိတ်ကအဖေအရသားလို့တာမဟုတ်ပါဘူးလို့ပြောလိုက်ပေမဲ့ဒါမဲ့မင်းလုံးချင်တာပဲလေဟုတ်တယ်မလားမင်းကောသိစီချင်နေတာပဲမင်းနေတိုင်းအဲ့ဒါပဲတွေးနေတာမလားလို့လူကတ်စ်ကပြန်ပြောလိုက်ပါတော့တယ်ဂျိတ်ကအဖေကျွန်တော်တို့ရိုက်မှာအဲ့လိုတွေးမိတာပါလို့ပြန်ပြောလိုက်တော့လူကတ်စ်ကလည်းငါအမားလို့တာကိုပြင်ပေးရပါမင်းခံအသိလို့ငါရိုက်တာလို့ပြောလိုက်ပါတယ်ဂျိတ်ကကျွန်တော်ကဂေးဖြစ်နေလို့လားလို့မေးလိုက်တော့လူကတ်စ်က "तू ဘေ့စ်ဘောဒုတ်ကြီးနဲ့ရိုက်ပါတော့တယ်"ဂျိတ်ကရှောင်းလိုက်ပြီးတော့အဖေကကျွန်တော်အဆက်ရအောင်လုပ်တာ ဒါပေမဲ့အဲ့ဒါဒီကောင်ဒေဗန်နဲ့တွေ့ပြီးတော့ပြီးဆုံးသွားပြီ။ "तू ကကျွန်တော်ရီးစားပဲ"လို့ပြောလိုက်တော့လူကတ်စ်ကဒေါသထွက်ပြီးလာဆန်းမှာယောက်ျားပြီးအပြစ်လာခံဆန်းမှာကွာလို့ပြောပေမဲ့ဂျိတ်ကတော့သူ့ဖေစီကနဲ့ချက်ချင်းပဲထွက်ပြေးလာခဲ့ပါတော့တယ်။ဂျိတ်ရောက်ထွက်ပြေးလာရင်လည်းဟောလိုဝင်းပါတီလုပ်ခဲ့တဲ့ခန်းမတွေကိုရောက်လာပြီးတော့အဲ့ဒီမှာဝိညာဉ်တွေကခုန်နေကြတာကိုမြင်လိုက်ရပါတယ်။ဂျိတ်လည်းဝိညာဉ်တွေကိုကြည့်ပြီးတော့လမ်းဖြန်နေတော့မှာပဲ။လူကတ်စ်ကရောက်လာပြီးတော့မင်းနိုင်မထွေးနေလား။မင်းသူ့နိုင်မလို့ဒဇက်လေးတော့တွေးလို့မရအောင်တော့။မင်းကသူရဲ့ကောင်းမဟုတ်ဘူးဂျိတ်။မင်းယောက်ျားမဟုတ်မင်းကပြောညံ့နေတယ်။ မင်းအောင်မြင်မှာမဟုတ်ဘူးဆိုပြီးပြောလိုက်တော့ဂျိတ်ကခင်ဗျားကျွန်တော်ဘယ်တော့မှမယုံပေးခဲ့ဘူးလို့ပြောလိုက်ပါတယ်လူကတ်ကမဟုတ်ဘူးမင်းကအမေရိကန်သမ္မတဖြစ်နိုင်တယ်လို့ငါထင်ခဲ့မင်းကညံကောင်းတယ်အမှန်တော့ငါအရန်ဂုံကြည့်ရတာငါသားဒါပေမဲ့မင်းမေးသေးသွားတော့ငါအရက်စားတောက်တက်လာတယ်လို့ပြောလိုက်ပြီးဝိညာဉ်တစ်ခုကလာပြီးတဲ့အရက်ပလင်းကိုယူကမော့ချလိုက်ပါတယ်ငါမယူအောင်အရက်ကပဲထိန်းပြီးထားတာကွာငါရီအိမ်ထဲမှာဆက်နေနိုင်အောင်အရက်တောက်ရတာအရက်ကငါ့ကိုကူညီနေတာပဲဆိုပြီးတော့အရက်ပလင်းကိုရိုက်ခွဲပြလိုက်ပါတယ်ပြီးတော့လူကတ်ကဂျိတ်ကိုဘေ့စ်ဘောတုံးနဲ့ရိုက်ဖို့ထတ်လို့တော့ ်ဂျိတ်ကကျွန်တော်အဖေကိုခွင်းလို့တယ်အဖေအများကြီးခံစားခဲ့တာကျွန်တော်လည်းသိအဖေအကောင်းဆုံးစူးစမ်းခဲ့တာကိုအဖေကျွန်တော်ကိုချစ်တာကိုကျွန်တော်သိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဂျိတ်ကကျွန်တော်လည်းအဖေကိုချစ်တယ်လို့ပြောလိုက်ပြီးတော့သူ့အဖေကိုပြေးဖက်လိုက်ရမှာတော့လူကတ်စ်ကသူ့လက်ထဲကဘေ့စ်ဘောတုပ်ကိုလွတ်ချလိုက်ပြီးတော့ဂျိတ်ကိုပြန်ဖတ်ထားလိုက်ပါတယ်ခဏနေတော့ဂျိတ်ကအဖေကျွန်တော်သွားမှရမယ်လို့ပြောလိုက်တော့လူကတ်စ်ကငါသိတယ်ဒါပေမဲ့မင်းရှုံးဦးမှာပဲကွာ तू ကဒီမှာပို့ပြီးတော့အန်ရီကြီးနေပြီလို့ပြောလိုက်ပါတယ်ဂျိတ်ကအဲ့ဒါဆိုလေကျွန်တော်တို့ကဆူတောင်းပေးလေဖေအားလို့ပြောလိုက်တော့လူကတ်စ်က ံကောင်းပါစီကွာလို့သူ့သားကိုစူတောင်းပေးလိုက်ပါလေ။အနောက်တဲ့ဂျိတ်ကချက်ကီကိုလိုက်ရှာနေတဲ့ခန်းတစ်ခုထဲမှာချားစီရေးနဲ့သွားပြီးတော့တွေ့ပါတော့တယ်။ဂျိတ်ကကေရိုလိုင်းပါမှာလေ။ तू သိပြီလားချက်ကီ။ तू ဒီထဲမှာရှိလားလို့မေးလိုက်တော့ချားစီရေးကကောင်းလေ။မင်းကတတိရှိတာတော့အမှန်ပဲကွာ။ငါ့ကိုအာခံရဲုံနဲ့မကောက်ဟမ်။ကဘာကြီးကဝေဖန်နေရလဲဂူးမဆိုင်။ကိုဘွားကိုယုံကြည်လို့နေရတယ်။မင်းကငါ့လိုကောင်းပဲလို့ကြီးကျူးလိုက်ပါလေ။ဂျိတ်ကတော့ခမရလို့ပဲဟဲ့လား။အဲ့လိုမေးလိုက်ပြီးချားစီဘိုက်ကိုဓာတ်နဲ့ထိုးလိုက်ပါလေ။ ဂျာစီတွေကမင်းကောက်တက်လို့မရဘူးလေငါတုံးရငါသေးပြီးသားကွာမင်းလိုပဲလို့ပြောလိုက်ပြီးဂျိတ်ရဲ့ဘိုက်ကိုလည်းဓာတ်နဲ့ပြန်ထိုးလိုက်ပါတယ်ဂျိတ်ကခပြဘာလို့ဂျင်လာလဲလို့မေးလိုက်တော့ဂျာစီတွေကငါနဲ့လိုက်ခဲ့ဆိုပြီးတော့ဂျိတ်ကိုခေါ်သွားခဲ့ပါတော့တယ်ဂျာစီတွေကဂျိတ်ကိုအိမ်ပြီးတော့ရုပ်ရှင်ခန်းထဲကိုခေါ်သွားပြီးတော့အဲ့ဒီခန်းထဲမှာသူတော်ကောင်းချက်ကီးနဲ့ကာနေတို့လိုတည်သွားပြီးဖြစ်တဲ့ချက်ကီးရဲ့ဝိညာဉ်အပိုင်းအစားတွေရှိနေတာကိုမြင်လိုက်ရပါတယ်ဂျာစီတွေကအယုတ်အိမ်ကနေဂျိုးဂျိုးပါတယ်လို့ပြောလိုက်ပြီးတော့ချက်ကီးရဲ့ဝိညာဉ်တွေအကုန်လုံးကချက်တီလူသက်ခဲ့တဲ့ခန်းတွေကို ပြန်ကြည့်နေကြတာပဲဖြစ်ပါလေ။ချားစီရီကမင်းဒီမှာဘာလို့နိုင်မထင်လို့လဲကောင်းလေ။မင်းဘာလို့ဂျင်နီယာလေးလို့မေးလိုက်တော့ဂျိတ်ကခင်ဗျားပြောပြရင်ကျုပ်ပြန်ပြောပြမယ်လို့ပြန်ပြောလိုက်ပါလေ။ချားစီရီကငါမင်းကိုခေါ်လာတာမင်းနားလေစီဘူးပဲ။မင်းဒီမှာဘာလို့နိုင်မယ်ပဲထင်ထားတာအဲ့ဒါအလက်ကားပဲ။မင်းမေးလိုက်စမ်းပါဂျိတ်ရ။ဒါချက်ကီမြို့တော်ပဲကွာလို့ပြောလိုက်ပါတော့လေ။နဒင်းကိုတတ်လိုက်တဲ့အခန်းကိုရောက်တော့သူတော်ကောင်းချက်ကီကလန့်ဖြန့်ပြီးတော့သူ့မျက်လုံးကိုအုပ်ထားလိုက်ပါလေ။ပြီးတော့သူတော်ကောင်းချက်ကီကရုပ်ရှင်ကန်းလေးကနေပြေးထွက်သွားတာကိုဂျိတ်လည်းတွေးလိုက်ပါလေ။ အာနိုင်ဂျိတ်ကသူတော်ကောင်းချက်ကီနာကိုပြေးလိုက်သွားပါတယ်။အပြင်မှာတော့ဒေဗန်တို့ကနာယီကိုစောင့်ကြည့်နေပြီးတော့ဂျိတ်အတွက်အချိန်၅မိနစ်ပဲကြာမှာတော့တယ်။အဲ့ဒီချိန်မှာပဲဝါရန်ကသူ့လူတွေကိုတခုခုပြောလိုက်ပြီးတော့သူတို့အကုန်လုံးခန်းထဲကထွက်သွားပါတော့တယ်။အဲ့တော့ Grand တက်တော်ဆောင်ဟစ်ကလည်းသတိထားမိပါတယ်။ဂျိတ်ကတော့သူတော်ကောင်းချက်ကီကိုလိုက်ရှာရင်းနဲ့ခန်းတစ်ခုတည်းကိုရောက်လာခဲ့တာပါ။သူတို့ကောင်းချက်ကီကဂျိတ်ကိုတွေးတော့အံ့ဩသွားပြီးတော့ဂျိတ်ဒီကိုဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်ဂျိတ်ကငါမင်းကိုလာရှာတာလေးဆိုတော့ချက်ကီကမင်းလည်းတေးပြီလားလို့မေးလိုက်ပါတယ ဂျိတ်ကငါခဏပဲတည်တာကွာငါပြန်သွားမှရမယ်ဒါပေမဲ့အရင်ဆုံးငါမင်းနဲ့စကားပြောဖို့လိုတယ်လို့ပြောလိုက်ပြီးတော့ကေဝလိုင်းတည်ပြီလားလို့မေးလိုက်တော့သူတို့ကောင်းချက်ကီကကေဝလိုင်းအစင်ပြေပါတယ်ကွာ तू ကဝင်းတဲ့ဝဲကင်းစီမှာကိုကိုင်းစရုပ်တန်းအဖိုးဝင်းတဲ့ကိုတိကြတယ်လေးလို့ပြောလိုက်ပါတယ်အာနဲ့ဂျိတ်ကမင်းတို့ခုနကြည့်နေရုပ်ရှင်အကြောင်းပြောချင်တယ်လို့ပြောလိုက်တော့သူတို့ကောင်းချက်ကီကငါတခြားကောင်တွေလို့အဲ့ဒါကိုရည်စားကောင်းတယ်လို့မထင်ပါဘူးကွာငါကြောက်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူတို့ကောင်းချက်ကီကနဒင်းရဲ့ဓာတ်ပုံကိုကြည့်လိုက်ပြီး သူအော်နေတဲ့အတန်ကိုငါကြားရောင်နေတော့မဲ့ဂျိတ်ဟာငါကငါဘယ်တော့မှခွင့်လွန်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေဂျိတ်ကငါသိတယ်မင်းအဲ့ဒါကြောင့်မင်းဒီလိုရောက်နေရပဲမင်းမှမပြီးပြသေးတဲ့ကိစ္စရှိနေသေးတယ်မင်းကမင်းခွင့်လွန်နိုင်မှုတော့လောက်ရမယ်လို့ပြောလိုက်ပြီးဂျက်ကီကောင်းကိုဓာတ်ချောင်းပေးလိုက်ပါလေတပတ်မှာတော့တီဖနီနဲ့အီလိုင်တို့ကထွက်ပြေးလာရင်နဲ့ထောင်ဝင်းထဲကိုရောက်လာပါပြီသူတို့နောက်မှာသူ့ကိုလှုပ်ပေးလိုက်တဲ့တခြားထောင်သားတွေလည်းပြေးလိုက်လာပါလေတီဖနီကငါလွတ်ပြီဂျေဇူးပါပဲအခြေလေးလို့ပြောနေတော့မှာပဲ တီဗနီမထိန်ချုပ်လိုက်နိုင်တဲ့စနိုက်ပါသမားကသူ့ကိုတနက်နဲ့ပြစ်ပါတော့တယ်တီဗနီလက်ကားနောက်မှာဝင်ပုန်းနေပြီးတော့အဲ့အချိန်မှာနီကာသူ့နောက်ကနေလိုက်လာတာကိုမြင်လိုက်တဲ့အတွက်တီဗနီနဲ့အီလိုင်းတို့ထပြီးတော့ထွက်ပြေးသွားခဲ့ကြပါတယ်အိုင်မာရင်စနိုက်ပါသမားအီလိုင်းကိုပြစ်တက်လိုက်ပြီးတော့အနောက်ကလိုက်လာတဲ့နီကာလည်းလဲကျသွားတယ်လူတောင်းနဲ့တိုက်မိပြီးခွေးကျဲပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်အဲ့အချိန်မှာပဲထောင်သားတယောက်ကအောက်ကနေစနိုက်ပါသမားကိုတနက်နဲ့ပြစ်တက်လိုက်ပြီးတော့နောက်ထပ်အဆောင်တယောက်ကတကားဖွင့်ပေးလိုက်တဲ့အတွက်တီဗနီတယောက်လွတ်ထွက်သွားပါတော့တယ် တီဖနီကထောင်ပြမှာရှိတဲ့ကားစည်းပေါ်တက်ပြီးတော့မောင်းထွက်သွားပြီးနီကာကတော့ဒေါသတွေထွက်ပြီးတော့ကြံရည်နေခဲ့တော့တာပါဓမ္မမှာတော့ဝါရန်လူတွေကအိမ်ပြီးတော့ဘုံတွေဖောက်ခွဲပြီးတော့ဂျေးတို့ဂရန်တို့အကုန်လုံးကိုတတ်ဖို့အတွက်လုံနေခဲ့တာပါဟေကဘုံထောင်နေတဲ့ဝါရန်လူတယောက်ကိုတန်းတန်းနဲ့ချိန်ပြီးတော့တားလိုက်ပြီးမယ်အဲဒီအချိန်မှာပဲဝါရန်ရောက်လာပြီးတော့သူ့လေပင်းကိုဓာတ်နဲ့ထောက်လိုက်တာကြောင့်ဟစ်လည်းဘာမှမတတ်နိုင်ခဲ့တော့ပါဘူးအဲဒီအချိန်မှာသူတော်ကောင်းချက်ကီကတော့ဂျေးကိုမင်းကောကိုကိုစရီးခံခိုင်းနေလားအဲ့ဒါဆိုငါလုံးဝပျောက်ကွယ်သွားတော့မှလीမင်းကောဒီလိုတောင်းဆိုရက်တွေကွာ မင်းကငါ့ရဲ့ခေါင်းကင်ဖားခင်လေးလို့ပြောလိုက်တော့ဂျိတ်ကငါတောင်းမှန်ပါလေကွာငါမှလေဒီတဏီပဲရှိတော့လို့လို့ပြောလိုက်ပါလေအဲ့ချိန်မှာပဲတခြားချက်ကီတွေအကုန်ရောက်လာကြပြီးတော့မင်းဒီလိုလှုပ်လိုက်ရင်ငါတို့အကုန်သေကုန်ပါဘောဟာလို့သူတော်ကောင်းချက်ကီကိုပြောလိုက်ကြပါလေဂျိတ်ကမင်းမှကောင်းတဲ့စိတ်ရှိသေးတယ်လေကွာမင်းဒီလိုလှုပ်ဖို့လိုတယ်ဆိုတော့မင်းသိမှာပါလို့ထပ်ပြောပါလေပြီးတော့မင်းကသူတို့နဲ့မတူလေမင်းကလူကောင်းချက်ကီပဲမင်းကကောင်းတဲ့စိတ်ရှိတဲ့ချက်ကီလို့ပြောလိုက်တာပါအဲ့မှာလေသူတော်ကောင်းချက်ကီကဓာတ်ကိုသူ့လိုက်ပြီးမှရွှဲလိုက်ပြီးတော့1 2 3ဆိုပြီးတော့ရည်နေခဲ့ပါလေ ဒါပေမဲ့ဂျက်ကီကသူ့ကိုသူဘာမှမလုပ်ဘဲ20ရီရီပြလိုက်တဲ့ချိန်မှာတော့ဂျိတ်လည်းတခုလွဲနေပြီးဆိုတော့သဘောပေါက်သွားခဲ့ပါတော့တယ်။ဂျိတ်ကနောက်ပြန်လှည့်ကြည့်လိုက်တဲ့ခါမှာတော့ပေမဂျက်ကီဖြစ်တဲ့ Charles ရေကမရှိတော့ပါဘူး။တူတော်ကောင်းဂျက်ကီက Charles မရှိတော့ဘူးလေ။ "तू ကမင်းကိုပူးဖို့လုံနေတာမအားဘူး။မင်းကငါတုံးပြီးပြီသူ့ကိုတယောက်တည်းထားခဲ့တာ ਉਹ ကွာ။ငါတို့ကမင်းကိုအချိန်ဆွဲပေးနေတာလေ"လို့ပြောလိုက်တော့ဂျိတ်လည်းအခုမှပဲ तू လဲစားခံလိုက်ရတော့မှန်းကိုတီးသွားခဲ့ပါတော့တယ်။ဂျက်ကီတွေအကုန်လုံးကသူ့ကိုလောင်ပြောင်ကြီးပေါင်းနေကြပြီးတော့ ဂျိတ်ကနိုးနိုးနိုးဆိုပြီးတော့ချက်ချင်းပဲပြန်ပြီးထွက်လာခဲ့ပါတယ်အဲဒီချိန်မှာ9မိနစ်ပြည့်သွားဖြစ်တဲ့အတွက်ဒေဗန်ကဂျိတ်ကိုဆေးထိုးပြီးတော့ပြန်နိုးနေခဲ့ပါတယ်ဒါပေမဲ့ဂျိတ်ကချက်ချင်းပြန်ပြီးတော့သတိရမလာတဲ့အတွက်ဒေဗန်ကဂျိတ်ကိုနှလုံးဖိပြီးတော့ဗဇက်ထဲလေမှုထည့်ပြီးတော့နှိုးပေးနေတာပါဂျိတ်လည်းအမြန်ပြေးလာတော့ဒေဗန်နှိုးပေးနေတာကချက်ကီပြစ်နေတာကိုမြင်လိုက်ရပါတော့တယ်ခဏနေတော့ဂျိတ်ကိုတဲ့ကိုချက်ကီဝင်သွားပြီဖြစ်ပြီးတော့ဂျိတ်ရဲ့ခန္ဓာကိုယ်ကပြန်ပြီးတော့သတိရလာခဲ့တော့တာပါဂျိတ်ကဒေဗန်တယောက်သူ့လို့ထင်ပြီးတော့ချက်ကီကိုနမ်းနေတော့မြင်ရပေမဲ့သူလည်းဘာမှမတတ်နိုင်ခဲ့တော့ပါဘူး ဂျိတ်ပြန်နိုးလာလက်စီတော့ဝမ်းသာသွားပြီးတော့နင်းအစီမေလားလို့မေးလိုက်တော့ဂျိတ်ကိုယ်ထဲဝင်ပူးထားတဲ့ဂျက်ကီကပြန်လာတာဝမ်းသာတယ်ကွာဒူးမင်းမင်းတို့ညောင်ကိုတွေ့ရတာဝမ်းသာတယ်လို့လက်စီနဲ့ဒေဗန်ကိုပြောလိုက်ပါတယ်ဂျက်ကီကငါတို့အောင်မြင်တယ်သူ့ကိုနိုင်လိုက်ပြီလို့လိန်ပြောလိုက်ပြီးကေဝလိုင်းရှိတဲ့လိမ့်စာကိုလည်းတီလာပြီလို့ပြောပြလိုက်ပါတယ်ဒါပေမဲ့အဲ့ချိန်မှာဝါရန်တို့ထောင်ခဲ့တဲ့ဘုံတွေကပေါက်ကွဲနေခဲ့ပါပြီဂရန်ကဘုံတွေစားပေါက်နေအောင်တီသွားပြီးတော့ဟျောင်းလေးငါတို့ခုသွားမှရမယ်လို့ပြောလိုက်တဲ့အတွက်သူတို့အကုန်လုံးထွက်ပြေးလာခဲ့ကြပါတယ် ဒေးဗန်လန်စီနဲ့ဂရန်တို့ကလေကားနဲ့အောက်ထပ်ကိုဆင်းသွားပြီးတော့အဲ့ချိန်မှာပဲပေါ်ကနေထုတ်တိုင်းတစ်ခုကပြုတ်ကျလာတဲ့အတွက်ဂျက်ကီနဲ့တင်မိုသီတို့ကအပေါ်မှာပိတ်မိနေခဲ့ပါတယ်။ဂရန်ကဒက်လီကားနဲ့ဆင်းခဲ့လို့ပြောလိုက်တာကြောင့်တင်မိုသီလည်းဂျက်ကီနဲ့အတူတူဒက်လီကားတွေကိုဝင်လိုက်ပါတယ်။အထက်ရောက်တာနဲ့ဂျက်ကီကတင်မိုသီကိုတံတောင်နဲ့တွတ်လိုက်ပြီးတော့ဟာဂျေးကအတော်တန်တာပဲဟာလို့ပြောလိုက်ပါတော့တယ်။ပြီးတော့သူ့ကိုငါးနောက်လွှတ်လိုက်တာဂျေးစုပဲလို့ပြောလိုက်တဲ့အတွက်တင်မိုသီလည်းဒါဂျက်ကီဆိုတာကိုတီးသွားခဲ့တော့တာပါ။ဒါပေမဲ့လည်းဂရန်ကလက်စီကိုဒီအားထွက်သွားဖို့ပြောနေပြီးတော့ သူကတော့ဟစ်ကိုရှာဖို့လုပ်နေခဲ့ပါလေလက်စီယာဂရန်ကိုမထားခဲ့ခြင်းပေမဲ့ဂရန်လက်စီယောဒေဗန်ကိုရောအမြန်ထွက်သွားဖို့ပြောလိုက်ပါလေဓာတ်လိကားထဲမှာတော့ချက်ကီးယာဒီမိုသီကိုချက်ပြီးချက်ထိုးနေပြီးတော့ဒီမိုသီမင်းကတော့တမလုံးမှာအရန်ကိုလူကြိုက်များတော့မှာပဲအဲ့မှာငါလူတွေရှိတယ်ကွာလို့ပြောလိုက်ပြီးတော့မီးလောင်တော့မဲ့ဓာတ်လိကားထဲမှာထားခဲ့လိုက်ပါတော့တယ်ဂရန်ကတော့ဟစ်ကိုလိုက်ရှာနေပြီးတော့ဟစ်ကဝါရန်နုလက်ချက်နဲ့သေကန်နီးဖြစ်နေခဲ့ပါပြီဟစ်ကဂရန်ကိုငါ့ကိုတောင်းမချေအောင်မလုပ်နဲ့မီဒီယာနဲ့ကောင်းတိုင်းလွတ်အောင်လွတ်မယ်လို့ငါ့ကိုဂရီပေးသားမှာဆိုပြီးတော့ပြောလိုက်ပါတယ် ီးတော့ Hacker Grant ကိုတော်တချောင်းပေးလိုက်ပြီးတော့သွားတော့လို့ပြောလိုက်တာပါအဲ့ချိန်မှာပဲဝါရန်ရောက်လာပြီးတော့စတေးတင်တာစတေးရမှာပဲကောင်းလေးလို့ပြောလိုက်ပါတော့တယ် Grant ဒေါသထွက်ပြီးတော့ဝါရန်ကိုပြေးထိုးဖို့လုပ်ပေမယ့်ဝါရန်သူ့ကိုကင်ပေါက်ပလိုက်ပါလိမ့်အိုင်မာရီ Grant ခုံတခုံယူလိုက်ပြီးတော့ဝါရန်ကိုအနောက်ကနေပိတ်ရိုက်ပစ်လိုက်ပါလိမ့်ပြီးတော့အခန်းထဲကနေထွက်တဲ့တကားကိုပိတ်ပြီးတော့ဟစ်ပေးတဲ့တော့နဲ့အခန်းတကားကိုအပြင်ကနေပိတ်ပစ်လိုက်ပါတော့တယ်ဝါရန်ကခန်းထဲမှာပိတ်ပြီးနေမိတွေကလည်းခန်းထဲကိုကူးလာနေဖြစ်တဲ့အတွက်မကြာခင်မှာပဲဝါရန်တယောက်မီးလောင်ပြီးတော့စသိမ်းသွားခဲ့ပါတော့တယ် ဂရန်တောင်အပြင်ရောက်တဲ့အချိန်မှာအိမ်ပြတော်တစ်ခုလုံးဘီဟုံတောင်းနေခဲ့ပါပြီဂရန်အိမ်ထဲကိုကြီးလိုက်တော့ဗရင်းမောက်တစ်ခုမှာသူ့အဖေသမရကောလင်းနဲ့သူ့ညီလေးဂျိုးဆက်တို့မတ်တိုက်ရနေတဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်အဲအချိန်မှာအိမ်ပြတော်မိသားကားရောရဲရောဗားရောညာရောလာနေကြဖြစ်ပြီးလူတွေအများကြီးလည်းရောက်လာနေကြပါပြီဂျာလော့နဲ့ကုရိုလည်းဂရန်ကိုရှာဖို့အတွက်ရောက်လာပြီးတော့ဂျာလော့ကသူ့သားကိုတွေ့တော့အာပါနဲ့ပြေးဖက်ပါတော့တယ်လက်စီနဲ့ဒေဗန်တို့လည်းဂရန်နဲ့ဂျာလော့ကိုမြင်လိုက်ပြီးကနားနေတော့ဂျိတ်ဖြစ်လဲဇလိုက်ဂျော်ကြီးချက်ကီကရောက်လာခဲ့ပါတယ် လက်စီတော့ဂျက်ကီကိုပြေးဖက်လိုက်ပြီးတော့ဒေမီယောလို့မေးလိုက်တော့ဂျက်ကီကဒေမီမလွတ်လာဘူးအထဲမှာအခြေအနေကတော်ဆိုးနေတာလို့ပြောလိုက်ပါတော့တယ်လက်စီတော့လည်းဒေမီသွက်စိတ်မကောင်းဖြစ်သွားကြပြီးတော့ဒေဗန်ကမင်းအစီအမေလားလို့မေးလိုက်တော့ဂျက်ကီကငါအစီအမေသွားမှာပါလို့ပြန်ပြောလိုက်ပါတယ်အန်တော့လက်စီကကယ်ရိုလိုင်းကိုနေမှာလိပ်စာရှိတယ်ဆိုလို့မေးလိုက်တော့ဂျက်ကီကဟာဟုတ်သားပဲအရေးကြီးတာအရင်လုပ်ကြရမယ်ဆိုပြီးတော့သူတို့တောင်းသားကယ်ရိုလိုင်းကိုရှာဖို့အတွက်လုပ်ကြပါတော့တယ်အန်တော့ဂျက်ကီကလက်စီတော့ကိုအိမ်တိန်စီခေါ်လာခဲ့ပြီးတော့ဒီင်ကဝင်းနေဝဲကင်းအိမ်ပဲကယ်ရိုလိုင်းကဒီမှာပဲလို့ပြောလိုက်ပါတယ် ဒေဗန်ငါဒီနာမည်ကိုကြားဘူးတူလို့ပဲလို့ပြောနေပြီးတော့လက်စီကငါတို့ရဲခေါ်ရင်ကောင်းမယ်လို့ပြောလိုက်တော့ဂျက်ကီကမခွန်နဲ့ရဲခေါ်လိုက်ကေယိုလိုင်းကိုတတ်လိုက်မယ်လို့ပြောလိုက်ပါတယ်ဂျက်ကီကလက်စီတို့အင်ဂျီစီကိုခေါ်သွားပြီးတော့တကားဘဲကိုနှိပ်လိုက်တဲ့ခါမှာတော့လူတယောက်ထွက်လာခဲ့ပါတယ်အဲလူကဝင်းနေဝဲကင်းမဲ့ဖြစ်ပြီးတော့သူကဂိုကိုင်းအယုတ်တွေကိုဖန်တီးခဲ့တဲ့လူပဲဖြစ်ပါတော့တယ်ဂျက်ကီကသူကဂျိတ်ဖြစ်ကြောင်းနဲ့လက်စီနဲ့ဒေဗန်တို့လည်းမိတ်ဆက်ပေးလိုက်ပြီးတော့သူတို့မိဘတွေအသက်ခံခဲ့ရတဲ့အကြောင်းကိုပြောပြလိုက်တော့ဝင်းတဲကသူတို့ကိုအိမ်နဲ့ဝင်ခွင့်ပေးလိုက်ပါတယ် ဝင်းကသူသားတော်မီကိုလည်းဒိုမီရှင်းနဲ့သားမှာအယူတယောက်ဓာတ်နဲ့ထိုးတတ်သွားတယ်လို့ပြောပြလိုက်ပါတယ်။အိမ်ထဲကိုရောက်ပြီးတော့ဝင်းနဲ့ဖန်တီးထားတဲ့အယုတ်တွေကိုမြင်လိုက်တော့မှဒေဗန်နဲ့ဝင်းတဲ့ကဂိုဂိုင်းအယုတ်တွေကိုစတင်ပြီးတော့ဖန်တီးခဲ့တဲ့လူစရာကိုမှတ်မိသွားခဲ့ပါတယ်။ဝင်းတဲ့ကသူတို့၃ယောက်ကို1989မှာသူစတင်တီထွင်ခဲ့တဲ့ဂိုဂိုင်းအယုတ်ကိုထုတ်ပြပြီးတော့ဒါကဂိုဂိုင်းအယုတ်အတွက်ငါဖန်တီးခဲ့တဲ့အစမ်းပုံစံပဲလို့ပြောပြလိုက်ပါတယ်။ဝင်းတဲ့ကသူသားသေပြီးတဲ့နောက်မှာကလေးတွေပျော်ရွှင်စေဖို့အတွက်ဂိုဂိုင်းအယုတ်ကိုဖန်တီးခဲ့တာပါ။ ဒါမဲ့သူဖြစ်စေချင်တာနဲ့တော့တခြားစီဖြစ်သွားခဲ့ရပါလိမ့်လူတမ်းမှုတွေစားဖြစ်လာကလေးတွေရည်တံတွေကနေအော်တန်တွေဖြစ်သွားတယ်လို့ဝင်းထဲကပြောပြလိုက်ပြီးနောက်တော့လုံခဲ့တဲ့၃ဘက်လောက်ကကလေးတယောက်ငါးဘွားတွေဝင်လာခဲ့သူကတွန်မီနဲ့အသက်တူတူပဲသူကငါ့ကိုတရင်ကောင်းလာပြောတာကေအိုလိုင်းဆောင်ချက်ကြီးရဲ့လောရက်တွေကဘလောက်လှလဲဆိုတာငါသိလာတယ်လို့ပြောလိုက်ပါတော့တယ်အဲ့ချိန်မှာပဲကေအိုလိုင်းထွက်လာတဲ့အတွက်လက်စီကကေအိုလိုင်းစီပြေးသွားပြီမယ်ကေအိုလိုင်းကသူ့ဓားကိုထုတ်လိုက်ပါတယ်ဝင်းထဲကလည်းဒေဗန်တို့ကိုတနတ်နဲ့ချိန်ထားပြီးတော့ ်ကဲလိုက်ကဂျက်ကီကိုကြည့်ပြီးတော့ဟေးဂျက်ကီအင်းကြီးလေးကလှလိုက်တာလို့ပြောလိုက်ပါတယ်ဂျက်ကီကအကြိုက်မွေးပါဦးလို့ပြန်ပြောလိုက်တော့ဒေဗန်လည်းဂျိတ်ကိုတွေဝင်လာတာဂျက်ကီစွာအခုမှတီသွားခဲ့တော့တာပါလက်စီကဒေါသထွက်ပြီးတော့ဂျိတ်ပမာလေးလို့မေးလိုက်တော့ဂျက်ကီကတမလို့မှာပဲလေဒါမဲ့ငါတို့ဒါကိုပြောင်းလဲပြီးမယ်ငါအထွေကြုံရလူတွေကိုပူးကတ်တာတော်တော်လေးရှုပ်တယ်ဟာငါငါပဲပြန်ဖြစ်ချင်တာပါလို့ပြောလိုက်ပြီးတော့ဝင်းနေစီကကိုကိုင်းစအယုတ်ကိုယူလိုက်ပါတယ်ဂျက်ကီကငါ့ရဲ့အရန်အစီစဉ်လေးအစဉ်ပြေသွားပြီတော်တယ်ကလေးရယ်လို့ကယ်ရိုလိုင်းကိုပြောလိုက်ပါတယ် လက်စီကကယ်ရိုလိုင်းကိုခေါ်လိုက်တော့ကယ်ရိုလိုင်းကငါဘာလို့ချင်လာလဲငါသိပြီလက်စီငါအဆုံးထိချက်ကြီးရဲ့တငယ်ချင်းအစ်စ်ပဲဖြစ်မှာလို့ပြောလိုက်ပါတယ်လက်စီကသူ့ကိုဖြောင်းပြရမယ်ကယ်ရိုလိုင်းကတော့ "No ငါပြောင်းလဲသွားပြီငါ့ကိုနေသဘောမကျရင်ငါ့ကိုတတ်ပြစ်လိုက်လေ"လို့ပြောပြီးဓာလန်ပေးလိုက်တော့လက်စီကသူ့ညီမကိုဘယ်လိုလုပ်လို့ရပါမလဲဒေဗန်ကတော့ဂျိတ်ကိုအခုပြန်ခေါ်ပေးသန်းလို့ပြောလိုက်ပါတယ်အဲနောက်တော့ဒမ်ဘဲလာရဲ့အောက်လန်းတွေကိုကျွမ်းနေဖြစ်တဲ့ကယ်ရိုလိုင်းကအာဒေဒူဝီဒမ်ဘလာဘာညာစမာကလာဂိမီဒပါဝါရီရွတ်ပြီးတော့ ဂျိတ်ကိုတွေကချက်ကီရဲ့ဝိညာဉ်ကို good guys အယုတ်ထဲကိုပြောင်းထည့်လိုက်ပြီးဂျိတ်ကိုလည်းပြန်ပြီးတော့ခေါ်လိုက်ပါတော့တယ်ဂျိတ်သတိရလာခါမှာတော့ချက်ကီကဂုံပြူပါတဲ့ဂျိတ်ဟာမင်းနောက်ဆုံးတော့လူတယောက်ကိုတကယ်တတ်ဖူးသွားပြီပဲတင်မီကအခုဆိုရိုးတောင်ပြာကြနေလောက်ပြီမင်းသာမကူချင်ငါပဲလုံးနိုင်ပါမလဲကွာလို့ပြောလိုက်ပါတယ်ဒေဗန်တော့သူပြောတာနားမထောင်တဲ့ဂျိတ်မင်းလောက်တာမဟုတ်ဘူးအဲ့ဒါချက်ကီလောက်တာလို့ဖြောင်းပြနေခဲ့ပါတယ်ဝင်းတဲ့ကလည်းချက်ကီကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးတော့တွေ့ရတာဂုံပြူပါတဲ့ congratulation ကလေးဘာညာနဲ့ပြောလိုက်တော့ချက်ကီက ဟျောင်းငါသက်65နှစ်ရှိပြီငါအဖေမလို့ငါဆရာပဲလို့ပြောလိုက်ပါလေလက်စီကကေယူလိုင်းနေငါတို့ဘာလို့မလို့လဲနေအမအရင်ငါ့ကိုနေတတ်မလို့လားလို့မေးလိုက်တော့ကေယူလိုင်းကအစတော့တတ်မလို့ပဲဒါမဲ့အဖိုးဝင်တဲ့စီမှာအကြံရှိတယ်လို့ပြောလိုက်ပါလေဝင်းတဲ့ကငါဒီမှာအများနဲ့တယောက်တည်းမနေနိုင်ဘူးဒီရင်ကတက်ရှိတွေရည်တန်းတွေကိုလိုအပ်နေတာပြီးတော့ကလေးတွေရောပဲလို့ပြောလိုက်တော့လိုက်ကာနဲ့ကာထားတဲ့အရာတစ်ခုကိုဂျိတ်တို့ကိုဖွင့်ပြလိုက်ပါလေ အဲ့ဒီမှာပဲဝင်တဲ့ channel ကိုကားတစ်စီးဝင်လာပြီးတော့အဲ့ဒါကတော့ Tiffany ပဲဖြစ်နေပါတော့တယ်။ Tiffany ကအိမ်ထဲဝင်လာပြီးတော့ခုနဂျိတ်တို့ကိုဝင်နေပြခဲ့တဲ့အရာကိုကြည့်နေပြီးတော့"အိုး Jackie ဒါလေးတွေကချစ်စရာလေးတွေပဲ။တို့ကငါတို့မွေးထားလို့ရလာရင်"လို့မေးလိုက်တော့ဝင်တဲ့ကမညာဘူးတို့ကငါကလေးတွေဖြစ်နေပြီလို့ပြောလိုက်ပါတယ်။တို့အဲ့လိုစကားပြောနေတဲ့အချိန်မှာဂျိတ်တို့တောင်းအောင်ကိုတော့မတွေးရတော့ပါဘူး။ Jackie က Tiffany ကိုနင်ဂျီဂျီနဲ့အဆက်အသွယ်ရလာလို့မေးလိုက်ပြီးငါတို့ကိုလွမ်းနေဟာလို့ပြောလိုက်ပါတယ်။ Tiffany က ငါတို့တွေမိသားစုစစ်ပြန်မဖြစ်ချင်ဘူးလားလို့မေးလိုက်တော့ Chucky ကငါနေုံပေးစရာရှိသေးတယ်လို့ပြောလိုက်ပါတယ်။အိုင်မာတွေဝင်းတဲ့က Tiffany ကိုဘဲရုပ်ကိုထုတ်ပြလိုက်တော့ Tiffany လည်းဝမ်းသာသွားခဲ့ပါတော့တယ်။ပြီးတော့ Chucky ကဒူးထောက်ပြီးတော့ Tiffany ကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် Tiffany လည်း Yes လို့ပြောလိုက်ပြီးတော့နှစ်ယောက်သားအားဘွားတွေပေးလိုက်ကြပါတော့တယ်။ Chucky ကသူတို့ Jennifer Telly ကိုမတွေ့မချင်းရှာကြမှာလို့ပြောလိုက်တော့ Tiffany ကငါအယုတ်သေးပြန်သွားဖို့အစီအစဉ်ပါပဲလို့ပြောလိုက်ပါတယ်။ခဏနေတော့ဝင်းတဲ့အိမ်ထဲကနေဂါးစီးထွက်လာတာကိုမြင်ကြပြီး အဲဒီကားကိုမောင်းနေတာတော့ဂေရိုလိုင်းပါဝင်းနဲ့အိမ်ရှိမှာနောက်ထပ်ကားစီးကလည်းရပ်ထားပြီးတော့အဲဒီကားတွေကလည်းစောင့်ကြည့်နေတာကတော့နီကာပါနီကာဝီးချဲကိုတွန်းပြီးတော့ဝင်းနဲ့အိမ်ထဲကိုဝင်လာပြီးအထဲကိုရောက်တော့ဝင်းနဲ့လှုပ်ထားတဲ့လိုက်ကာနောက်ကအရာကိုမြင်လိုက်ရပြီးတော့အန်အောသွားခဲ့ပါတော့တယ်လိုက်ကာနောက်မှာ ရှိနေတာကတော့ဂျိတ်ဒေဗန်နဲ့လက်စီလို့ရဲ့ပုံတူရုပ်သေးရုပ်သုံးရုပ်ဖြစ်နေပြီးတော့ဂေရိုလိုင်းကသူတို့၃ယောက်ရဲ့ဝိညာဉ်တွေကိုအဲဒီအယုတ်တွေတဲကိုထည့်ခဲ့တာဖြစ်ပါတယ် ဂျိတ်တို့တောင်းကနီကာနီကာအနောက်မှာလာနေပြီနီကာလို့អော်ပြီးတော့တတိလန်းပေးနေခဲ့ပြီမဲ့နီကာတော့သူတို့၃ယောက်ကိုကြိတ်ပြီးတော့ထိတ်လန့်နေတဲ့အတွက်ဘာအုံးမှတတိမထားမိခဲ့ပါဘူးအဲဒီချိန်မှာနီကာအနောက်ကနေပေါ်လာတာကတော့ဝင်းတဲဖြစ်နေပြီးတော့ကနာကြာမှာတော့အိမ်ထဲကနေနီကာရဲ့អော်တန်ကြီးကထွက်ပေါ်လာခဲ့ပါတော့တယ်ဒါမှမဟုတ်ကေယူလိုင်းမောင်းနေတဲ့ကားနောက်ခန်းထဲမှာဂျက်ကီနဲ့တီဖနီတို့ပါလာပြီးတော့တီဖနီကလည်းဘဲအယုတ်ထဲကိုရောက်နေခဲ့ပြီဖြစ်ပါတယ်အခုမှပြန်မောင်းထုတ်ထားတဲ့ဂျက်ကီနဲ့တီဖနီတို့အယုတ်နှစ်ကောင်က ကင်စင်တွေရှယ်ပေးကဆလူးနေကြပြီးတော့ကေဝလိုင်းကငါဓာရီကိုကြည့်ဖို့အသက်မပြည့်သေးဘူးဟာလို့ပြောလိုက်ရင်းနေပဲဇက်ကားကဒီနေရာမှာပြီးဆုံးသွားတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဇက်သိန်းကတော့အားလုံးထင်တာအတိုင်းဖြစ်မလာကြဘူးလို့ကျွန်တော်ကတော့ထင်တယ်ဒီဇက်ကားမှာဘသူနိုင်သွားလဲโอเคကျွန်တော်ရဲ့ဇက်လိုက်ကြော်ကြီးချက်ကြီးပဲပေါ့သူဖြစ်ချင်တာလည်းအားလုံးဖြစ်ပြီးတော့သူလုံးချင်တာတွေအားလုံးလှုပ်သွားကြတယ်နောက်ဆုံးမှာဟိုးဒီ series အစကနေပါလာခဲ့တဲ့ကောင်းငယ်လေးတွေ Jade Devan Lassie တို့တော့မှသူ့ကိုဘလို့မှမလုံနိုင်ကြဘဲနဲ့အယုတ်တွေထဲမှာပိတ်မိနေခဲ့ပြီးတော့ သူတို့ရဲ့ဝိညာဉ်တွေဟာဝင်းတဲ့ရုပ်သေးရုပ်လေးထဲမှာရောက်ကုန်ကြပြီပြီးတော့ချက်ကီနဲ့တီဖနီတို့ကတော့သူတို့မူရင်းရုပ်တွေလည်းပြောင်းသွားပြီးတော့သူတို့လိုချင်တဲ့ဘဝကိုပြန်ရသွားကြရင်းနေပဲဇက်လန်းကဒီမာတွေပြီးဆုံးသွားတာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပဲချက်ကီရလည်းဇက်သိမ့်ပြီးအားလုံးပြီးဆုံးသွားပါပြီဆိုတော့ အားလုံးလည်းကျင်နိုင်မယ်လို့ထင်ပါတယ်ကျင်နိုင်လည်းကျင်နိုင်မယ်မကျင်နိုင်လည်းမကျင်နိုင်ဘူးပေါ့ဇာသိန်းကတော့တမျိုးတမီလေးပေါ့ခင်ဗျာဆိုတော့ okay check you ကျွန်တော်အားလုံးနှုတ်ဆက်ပြီးတဲ့နောက်မှာတော့နောက်ထပ်ရုပ်ရှင် series တွေကျွန်တော်အမိုက်စားတွေအကောင်းစားတွေကြိုးစားပြီးတော့တင်ဆက်ပေးပါောင်းမယ် recap ပေါ့ခင်ဗျာเนาะအဲ့တော့ကျွန်တော်ကြွေးကြံလေးလည်းမှတ်ထားပါတယ်ပေါင်းချင်း season 2ကလည်းမကြခင်မှာလာပါဦးမယ်အဲ့တော့တရင်ကောင်းလေးဒီနေ့နေ့ထပ်ပြီးတော့ပေးချင်တာကမကြခင်မှာထွက်တော့မယ် squid game တို့ဗုဒ္ဓဦးမားတို့ကလည်းကျွန်တော်ရဲ့ channel မှာထွက်ထွက်ချင်းမှာအမြန်ဆုံး recap ကြည့်နိုင်လို့ တင်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးကြဖို့လေဖိတ်ခေါ်ရင်းနဲ့တရင်ကောင်းပေးတာပါပြီးတော့ကျွန်တော်ဟိုတကားပြောထားသလိုပဲစောက်ရမ်းမိုက်တဲ့ series တခုကလည်းတဝက်လောက်ဒီ season လုံးပြီးတတ်နေပြီဆိုတော့ဒီကြားထဲမှာအချိန်ရခဲ့ရင်လေအဲ့ series ကိုအရင်တင်မယ်သို့မဟုတ်ခဲ့ရင်လေကျွန်တော်တကားချင်းစီအကောင်းဆုံးရုပ်ရှင်ကားတွေကလည်းကားကောင်းတွေထွက်ထားလေရှိတယ်ဗျအဲ့ဒါလေးလေကျွန်တော်တကားချင်းစီဆက်ပြီးတော့ပြသသွားမှာဖြစ်တဲ့တော့အားလုံးပဲကျွန်တော်ရဲ့ channel မှာလာရောက်ကြည့်ရှုပြီးတော့စိတ်ပန်းဖြေနိုင်ကြအောင်ကိုလေဘရာတို့ကိုတီးပေးပါလေဆို channel ကို subscribe လုပ်ထားဖို့ခင်ဗျာ ခုဆိုရင် join channel က subscriber 4သိန်းပြည့်ပြီထင်တယ်အဲ့တော့ပြည့်သွားမလို့ရသေးတဲ့သူတွေရှိနေလှုပ်သွားပါဦးအများကြီးကြီးကြတော့လဲကောင်းတာလေးများများခံစားရတော့ဗောခင်ဗျာဟုတ်တယ်မလားအဲ့တော့အလုံးကျေးဇူးတင်တယ်ဒီနေ့မှအချိန်ပေးပြီးတော့ကြီးခဲ့တဲ့သူတွေရောအမြဲတမ်း join channel ကိုစောင့်ကြည့်ပြီးတော့အားပေးနေတဲ့သူတွေရောအားလုံးအားလုံးကိုကျေးဇူးအထူးတင်ပါတယ် check ကြီးကတော့ပြီးသွားခဲ့ပြီနှုတ်ဆက်ပါတယ်နောက်ထပ်ဇာတ်ကားနဲ့ကြော်ပြန်လာပါမယ်ဘော်ရိုက်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ကီမူပါ